မဲမင်္ဂလာပါရှင် story or web channel ကနေပြောပရိသတ်များအားလုံးကိုပြန်နေပြောကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်များနာဆင်ဖို့အတွက်မူတမ်းမပါအိမ်အောင်မချောဆိုတဲ့ဇလန်လေးကို ဖြိုကရွေးချယ်ထားပါတယ်ဇလန်လေးကိုအစားကနေအဆုံးထိလိုက်ပါလို့နာဆင်ပေးပါရှင်ကိုချစ်မင်းနဲ့ကိုခိုင်ဝင်းတို့ဟာငယ်ပေါင်းကြီးပေါ်တွေဖြစ်ကြတယ်ကိုချစ်မင်းဟာအိမ်အောင်တဲ့တယောက်ဖြစ်တယ်အဲ့ဒီအိမ်အောင်တဲ့ကိုပဲကိုခိုင်ဝင်းကအားကြနေခဲ့တယ် အားလဲကြလောက်ပေးရဲ့ဒါကြောင့်လေမတ်တင်ကြီးရဲ့တင်ငယ်ချင်းမတ်ရွှေကြီးကိုကိုခံဝင်ချစ်ခွင့်ပံပြီးချစ်သူဘွားကိုရထားတယ်။ကိုချင်းမေလိုဘဝမျိုးရအောင် ကိုခံဝင်စူးစမ်းနေခြင်းဖြစ်တဲ့ကိုချင်းမင်းဟာသူ့ရဲ့ဇနီးမတ်တင်ကြီးကိုတိတ်ချစ်ရတယ်။ဇီးပြုတ်သည်ဆိုရင်ငုံပြီးတော့ထားမတက်ဖြစ်တယ်။မတ်တင်ကြီးရဲ့ကောင်းခြင်းဆိုခြင်းတွေကိုကိုချင်းမင်းသဘောကျနှိမ့်ချိုင်ခြင်းဖြစ်တယ်။မတ်တင်ကြီးကိုချစ်တဲ့မျက်စိတွေနဲ့ကြည့်ရှုတာကြောင့်ကိုချင်းမင်းရဲ့မျက်စိရဲ့မှာ မကောင်းချင်းဆိုပြီးတဆိုးတဆီးမြမတွေ့ရှိခဲ့ပြီးကိုခံဝင်းဟာကိုချစ်မင်းရဲ့အိမ်ကိုနေတိုင်းသွားတဲ့အတူခိုးဆရာရှိရာတွေကို အတူခိုးရရရှိရဲ့လိုအပ်ချက်လေးတွေကိုလည်းသူစိတ်ထဲမှာသူတို့အိမ်တော်တိဆောက်တဲ့အခါမှာထပ်ဖြစ်စီမောမန်ဖို့ကြံ့ရထားရရှိရဲ့တနေ့ကိုခံဝင်းဟာမဲရွှေရီနဲ့ချိန်ထားတာကြောင့်ကိုချစ်မင်းတို့အိမ်ကိုသွားလေရဲ့ကိုခံဝင်းအုံနောက်ထဲမှာကိုချစ်မင်းတို့အိမ်တော်ကြီးကို တခါသွားရင်တခါအတွေ့ယူရတဲ့ ကိုချစ်မင်းတို့ကအိမ်တော်ကြပြီဆိုတဲ့ကခွဲနေရဲ့မိဘတွေစီမှာကက်ပြီးရောမနေခဲ့ဒါကြောင့်ကိုချစ်မင်းတို့အိမ်ရဲ့အရှိဘက်မှာတင်းကုန်တဲတဲလေးစောက်ပြီးရောနေရဲ့ဒါပေမဲ့သူတို့တိုက်အကြီးကြီးနဲ့အေးချင်းမဟုတ်ပေမဲ့နှစ်ယောက်သားတစ္ဆာရှိရှိနဲ့ချစ်နေရကြောင့်အိမ်တဲတဲလေးရဲ့မှာပြောင်းမွေးနေလျက်ရှိရဲ့ဟဲ့ကောင်ချစ်မင်းငါမေးပါဦးကွာမေးလေကွာဘာလဲခိုင်ဝင်ရမင်းတို့နှစ်ယောက်ကိုကြည့်ရတာရံဖြစ်တဲ့နေ့ကိုမရှိဘူးအော်ဒါလားကွာ လေးစားမို့ကွာလေးစားမို့ဘလို့လေးစားမို့လဲကွာငါ့ကိုပြပြပါအောင်ငါအတိန်ကြီးကိုချစ်တယ်လေစားချစ်တယ်ကလေးလေးစားစားနဲ့လေချစ်တယ်တိန်ကြီးကိုလည်းလေးစားရဲကွာအဲ့ဒါကြောင့်ငါတို့ရံမဖြစ်တာပေါ့ဟုတ်လားကွာအဲ့လိုအိမ်တော်ရေးတွေဆိုရင်ရံမဖြစ်ဘူးပေါ့နော်အချစ်ကိုအုံနောက်နှလုံးသားတသားတဲ့ကြောင့်ဆုံးဖြတ်ထလားကွာအဲ့တော့ရံဘယ်လိုဖြစ်မလဲကိုချင်မင်းနဲ့ကိုခံဝင်းတို့ပြောနေတဲ့နားမှာမတ်တိန်ကြီးဘေးနားမှာရှိနေခဲ့ အိမ်တည်တည်ဖြစ်တာကြောင့်ကိုချစ်မင်းတို့အပြန်အလှန်ပြောစကားတွေကိုကြားနေကြရတယ်။မတ်တင်ကီကစားဖို့ကိစ္စဝဝကိုပြင်ဆင်နေရင်ကိုချစ်မင်းရဲ့စကားတွေကိုကြားတဲ့အခါမှာပြောင်းပီတီလေးပဲဖြစ်ပေါ်ပြီးတော့ကိုချစ်မင်းဘက်ကိုအပြုံးဝီစာစွာနဲ့လှည့်စေလိုက်တယ်။ချစ်မင်းမင်းတင်ကီကိုတိတ်ချစ်တာပဲနေမှာနော်။ဟာမင်းနေကွာ။ချစ်တာပေါ့ကွာ။ချစ်တာမှတုံးနေရပဲ။တင်ကီသာလဲဆဲပက်ချုပ်တယ်ထက်လို့ရရင် လေပြုံးတော့ချိတ်ဆွဲထားကျင်သေးရဲ့ကွာအေးကွာငါထက်မရအောင်ပဲကွာမင်းတန်ကြီးနဲ့ရွာတောင်ပိုင်းကြီးချင်းမြိုင်ရဲ့သမီးနွယ်ခင်တွေဘယ်သူကပိုးလာလဲအဲ့ဒီအချိန်မှာမတန်ကြီးကကိုချင်းမင်းကိုလှမ်းစီနေခဲ့တယ်ကိုချင်းမင်းဟာမတန်ကြီးကိုပြုံးပြခဲ့တယ်တန်ကြီးကပိုးလာတာပေါ့ကွာငါကဘာတဲမှာတော့တန်ကြီးကအလှပေးမှတပါပဲကွာဘသူနဲ့မှကိုနိုင်ရှင်လို့မရဘူးကိုလည်းလှနေအောင်ပါပဲနောက်လေတန်ကြီးကလှနေအောင်ပါပဲ ငါ့အတွက်ထာဝရအလှဆိုသူပဲကွာဒီချိန်မှာကိုချစ်မင်းရဲ့အမိဖြစ်သူကမတင်ကြီးကိုလှမ်းပြီးခေါ်တယ်။တင်ကြီးရေသမီးရေသမီးရော့ရော့ရော့ဒီမှာသမီးစားချင်တယ်ဆိုလို့တာကူမုတ်လေးဝဲထားတာ။မတင်ကြီးကယောက်ျားရဲ့အချစ်တင်မကယောက်ခမရဲ့အချစ်ကိုထပ်မဲခံနေရတာကြောင့်ပြုံးနေခဲ့တယ်။လာပြီမေးလာပြီ။မတင်ကြီးအိမ်ဘက်ကိုပြေးသွားခဲ့တယ်။ကိုခံဝင်လေကိုချစ်မင်းဖြစ်တဲ့အဖြစ်ကို ကျင်းနဲ့ပုံမရသေးတော့ထက်မှန်မိခဲ့အိမ်ချစ်မင်းစွစွမင်းတကယ်ပြောရလားကွာကိုချစ်မင်းကမတ်တင်ကြီးလာရလမ်းကိုလှမ်းစီလိုက်တယ်မတ်တင်ကြီးမလာသေးရကြောင့်ကိုခိုင်ဝင်းရဲ့စကားကိုမြင်မြန်ဖြေဆိုခဲ့အိမ်ခိုင်ဝင်းကလည်းငါမူသားတုံးရတာပေါ့ကွာမင်းပြောသလိုငါနှွဲခင်ကိုလှတယ်ပြောရင်တင်ကြီးပဲကြိုက်မလဲလာတာတော့နှွဲခင်ကလှရင်လှမှာပေါ့ဒါပေမဲ့တင်ကြီးစိတ်မကောင်းဖြစ်အောင်တော့ငါဘရောမပြောဘူး ဘာလို့လဲဆိုတော့တင်ကီကိုစိတ်ချမ်းသာစေချင်လို့ကွာမိန်းကလေးဆိုတဲ့အမျိုးကဘာဖြစ်ဖြစ်ပြရင် သူတို့ကပဲနိုင်ချင်တာကွာတကယ်လို့ငါကလွဲ့ခင်လှတယ်လို့တင်ကီရှင်ပြောကြည့်ငါတို့ရန်ကိုတရဆက်ဖြစ်တော့မှာပဲလေအဲ့လိုမျိုးဆိုရင်မူတာတုံးရတာပဲကွာအေးကွာငါလည်းစဉ်းစားနေရအခုမှပဲတွေ့တော့တယ်ဒီလိုနဲ့သူတို့တင်ငယ်ချင်း ပြောပြီးသွားတဲ့အချိန်မှာမတ်တင်ကီကမုံတွေကိုရှုပ်ပြီးလာခဲ့တယ်အဲ့တော့ကိုချင်မီးရဲ့ရှိတတဲမှာထားခဲ့ရော့ ကိုစားပါအောင်ကိုခါမင်းလည်းစားပါအောင်နော်စားပါဗျာနင်တို့အတွေ့ရတော့ပျော်စရာတကယ်ဆန်ပြအတွေ့လေးပဲဒီလိုလေးအမြဲတမ်းနေပါဟာစိတ်ချငါကောင်ကြီးငါတို့ကအေးမြတဲ့အချက်တွေထားရပေးနေအောင်ပါပဲအေးပါကွာအေးပါအဲ့လိုစကားပြောနေစဉ်လေတတတွေဖြစ်နေခြင်းတော့တနခါရဲ့နံလီဟာတင်းပြန့်လာခဲ့တယ်ကိုခါဝင်းတီသွားလိရဲ့ဟာရွှေရီလာပြီကွာဟာခိုင်ဝင် အနက်ခံကောင်းလိုက်လားကွဟာတနခါဗန်လေးဒီလောက်မွေးနေအောင်တိတ်မပေါ့ကွအေးပါငါဘာပြောလို့လဲကွမဲရွှေရီကသူတို့ပြောတဲ့စကားတွေကိုကြားနေရတာကြောင့်ကိုခံဝင်းကိုပြုံပြုံကြည့်ကြည့်နေခဲ့တယ်အဲဒီနောက်ကိုခံဝင်းနဲ့မဲရွှေရီဟာတမီးကြီးစားတို့ဘာဝဒိုးစီဒိုးစီနဲ့ပြောဆိုနေခဲ့တယ်ကိုခံဝင်းကလည်းမဲရွှေရီရဲ့ဆန်ရွယ်လေးတွေကိုတက်ပေးနေခဲ့တယ်အဲဒီနောက်နန်းရှိုက်နေခဲ့တယ်မဲရွှေရီရဲ့လက်လေးတွေကိုတယုတရကိုင်နေခဲ့တယ် အဲ့ဒီနောက်တနားရီကကြားတဲ့အချိန်မှာမဲရွှေရာအိမ်ကိုပြန်ဖို့ပြောတယ်။မောင်ရွှေပြန်တော့မယ်။တော်တော်ကြာအိမ်ကလာခေါ်နေလို့မောင်ကတွေ့သွားလိမ့်မယ်။အင်းမရွှေရာခဏလေးကွာခဏလေး။ဟော်ရီယာပါနေလို့လေးကိုအုံနောက်ထိပ်ပါရောက်သွားလို့ရှူချက်လိုက်အောင်မယ်။ကဲတော့ပြီလားနန်းလို့ဝပြီလား။မဲရွှေရာကျင်နာပြောင်းလေးနဲ့မင်းနေခဲ့တယ်။တော်တော့မတော်ချင်ဘူးယူချင်းနေပြီဗျ။ယူချင်းပြီဆို မောင်လာတောင်းနိုင်အောင်စူးစမ်းတော့လေ။ ရွှေကမတည့်ရက်တဲ့အဲ့နောက်သွားမယ်အပြုံမှာရွှေနေအောင်မောင်အရင်သွားမယ်ရွှေကနောက်မှအင်းရလာခေါ်မှပြန်တော့တော့မောင်နေပြီဆိုတော့အင်းမကိုကံဝင်းရဲ့ကြောလေးကိုတောင်မဲရွှေကြီးရှုံနေခဲ့တယ်ဟဲ့ရွှေမသူ့ကောင်တိတ်ချင်ညာကြည့်ပါအောင် ပြန်သွားအောင်လမ်းဆုံးထိကြည့်ပြီးချက်နေသေးတယ်မတင်ကြီးကမဲရွှေရဲ့ခါလေးကို တို့ပြီးလက်အောင်လှုပ်လိုက်တယ်အမလေးတင်ကြီးရဲ့လက်လိုက်တာအေးအဲ့လိုလည်းမဟုတ်ပါဘူးအေး ဦးချင်းမီးရလည်းမတ်တင်ကီတို့တင်ငယ်ချင်းနဲ့ရောက်လမ်းစာနေချင်းကိုပြုံပြုံလေးကြည့်နေခဲ့။ဟဲ့တင်ကီငါပြောရအောင်မေရွာရှိပါရကိုလာတင်ကြီးလေပက်ဆန်ရှာနိုင်တာမှတကားကိုရှာနိုင်တာသူ့မိမတိတ်အကန်ကောင်းတာပဲသူ့မိမအောင်လေလူလီသေးမရှိဆင့်ပေးထားတာတိုက်ကလည်းအကောင်စားကြီးဟိုတလောရအောင်သူ့မိမပေါ်ငကားလက်ကောက်လှုပ်ဖို့ရဲတောင်းပေးရလှုပ်ဖို့ရဲကိုတင်း300လောက်လှဲပေးရတဲ့အရှမ်းမိုက်တာပဲဟာနေအားမကြအောင်လား အဲဒီချိန်မှာမဲရွှေရီစကားကြောင့်ကိုချင်မင်းရဲ့အပြုံးလေးပဲရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။အားမကြပါဘူးဟာငါတော့ငါယောက်ျားကိုပဲအားကိုးတယ်။ကုလို့ပစ္စည်းမချမ်းသာပေမဲ့လေစိတ်ချမ်းသာတဲ့ဘဝမျိုးကိုသဘောကျတယ်။တစ္ဆာတွေရှိပြီးမြေတားတွေပုံပွက်လောက်ပြီးတဲ့ငါယောက်ျားမျိုးကဘာမှတော့ရှိမှာမဟုတ်ဘူး။ထမင်းတုံးတဲ့ရှိုင်းတော့ထမင်းတုံးအပြင်လူပါတိုးတောင်းပဲ။အမလီဟုတ်ပါပြီတော့ချစ်တက်လိုက်တာ။ဒေပြောရီနဲ့ချင်းမျိုးချုပ်ထွားတာကို ိုချင်းမေသူတို့တင်ငယ်ချင်းနှစ်ယောက်ပြောတဲ့စကားတွေကိုသဘောကျနေပြီးတော့ပီတိအပြုံးနေနဲ့ပြုံးနေခဲ့တယ်။လူလေးချင်းမေရေမင်းနွားတွေလာရှိပေးပါအောင်ကွာဒီမှာမနိုင်တော့ဘူးနှစ်ကောင်လုံးခွင့်နေရဲ့လာပြီလာပြီအမေရေကိုချင်းမေကအမေဖြစ်သူလှမ်းခေါ်ပြောရကြောင်းချက်ချင်းပြေးသွားခဲ့တယ်။မဲရှိရာမတ်တင်ကြီးဖြစ်တဲ့အဖြစ်ကိုသဘောကျနှိမ့်ချိုင်ခြင်းမရှိရကြောင်းထပ်မံမေးခဲ့တယ်။ဟဲ့တင်ကြီးမဆော့ဆော့အဖေကတကယ်ကြီးပေါ့ဘာလို့လဲ ကိုလာတိတ်မိမအားမကြအောင်ဆိုပါလေအားကြတာပေါ့ဟာငါလည်းပင်မဝေ့ချင်ပဲနေပါမလဲစိန်တွေရှိပြီးအစုံဝေ့ချင်တာပေါ့ဒါမဲ့ငါမဖြစ်နိုင်တာကြီးကိုပူစားနေကိုပဲစိတ်ဆင်းရဲနေရမှာနောက်ပြီးငါကိုလာတိတ်ကိုအားကြနေကိုကသူ့ကိုသူတိတ်ငယ်တော့မှာပေါ့ဟာအဲ့ဒါကြောင့်အဲ့ဒါတွေငါမလို့ချင်းလို့ညာလိုက်တာအဲ့ဒါတွေကိုကိုမရှာနိုင်ဘူးလေကိုမရှာနိုင်တော့ငါလည်းမလို့ချင်းဘူးကိုရှာနိုင်တဲ့ငွေ9000ကိုပဲငါမက်မော်တယ်တန်ဖိုးထားတယ်အေးပါ ။နင်တို့အိမ်နောက်ရမဖြစ်ပဲတာရနေရ။ကုမာပဲငါသဘောပေါက်တော့တယ်။အဲ့ဒီနောက်မဲရွှေရဲ့အမေဖြစ်သူမဲရွှေကိုလာပြီးခေါ်ရင်။သမီးရွှေရဲ့ရွှေရီလာပြီးအမေလာပြီး။ကြည်ကြည်အိမ်နဲ့မဝင်တော့ဘူးလား။မသိင်ကြီးလှမ်းပြောလိုက်တယ်။မဝင်တော့ပါဘူးအေးမှောင်နေပြီဆိုတော့မဲရွှေရာ သူမရဲ့အမေစီကိုပြေးသွားခဲ့လေရဲ့ကိုချင်မင်းရလည်းနှွားတွေကိုရွှေထားရမှပြန်လာခဲ့ကိုချင်မင်းကိုတေချာစွာညှို့ငင်မှုတွေနဲ့မတ်တိန်ကြီးကြည့်နေခဲ့ ကိုချင်းမေဟာမတ်တင်ကြီးရဲ့အကြည့်ဝေးကိုတေချာစွာဖတ်နေခဲ့တယ်။အဲနောက်မတ်တင်ကြီးရဲ့အခါလေးကိုပွေ့ချီလိုက်ပြီးအနမ်းမိုးတွေကတေကတောင်မပြတ်မစဲရွာသွန်းကြလေတော်တယ်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တယ်။မူသားမပါအိမ်အောင်မချောဆိုရဲဇလန်လေးကတော့ဒီမှာနေပေးပါပြီ။ဇလန်ကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။